င်္ဂလန်ရဲ့မျက်နှာကိုအုံးမဲ့တုပ်လိုက်တဲ့မာဆေးဆိုင်ကဒေါသအသင်းလေးအားလုံးပဲမင်္ဂလာပါအင်္ဂလန်ဒေါသအသင်းဖြစ်တဲ့ပုဂိုလ်အသင်းကတော့16သင်းစဉ်ဒုတိယအကြိမ်မှာပနာဒီနဲ့ရှုံနေပြီးတော့မှဒန်ပလာကနေထွက်ခွာခဲ့ရပါပြီလန်ဒန်သားတွေအမှန်ကန်ကစားပြနေချိန်မှာမာဆေးဆိုင်ကဒေါသအသင်းလေးကတော့အင်္ဂလန်ရဲ့မျက်နှာကိုပါအုံးမဲ့တုပ်သွားခဲ့ပါတယ်16သင်းစဉ်ပထမအကြိမ်မှာကလေးကပုဂိုလ်သားတွေတိတ်ချင်းနေမကောင်းခဲ့ပေနဲ့တစ်ဖက်သက်ဖီအားပေးခံခဲ့ရတာပါဒါပေမဲ့လည်းလူစားဝင်လာတဲ့အဲလီယောကရောင်းချောင်းကိုသင်းပေးသွားခဲ့တာကြောင့်တကူးကူးမရှိနဲ့ကန့်နိုင်သွားခဲ့ပါတယ်အင်္ဂွင်းမှာတော့ပုဂိုလ်သား ားတွေအနေနဲ့ဘကိုးကွာနဲ့ပဲပြန်ကတ်ရှုံးခဲ့ရပြီးတော့ပနာတီတီဆက်ကြည့်ခဲ့ရပါတယ်။ပနာတီအဆုံးဖြတ်မှာဘကိုးသားတွေရှုံးနေခဲ့ရပြီးတော့အခုလိုပြိုင်ပွဲကနေထွက်ခွာလာခဲ့ရတာပါ။ဒီနေ့မှာတော့ဘကိုးသင်းနဲ့ဒေါ်သားချက်ပေါက်တို့ရှင်ပြန်ခဲ့ကြတဲ့၁၆သင်းစဉ်ဒုတိယကြော့ပွဲစဉ်လေးကိုတိဆက်ပေးခြင်းပါတယ်။ဘကိုးသားတွေကပထမကြော့တုန်းကလူရှင်းကိုအပြောင်းအလဲမရှိဘဲပြန်ပြီးအသုံးပြုခဲ့ပါတယ်။ပြီးခဲ့တဲ့အပတ်တုန်းကအုရုဂွေးပိုင်တဂုံတယောက်ဂိုးတွေသွင်းပြခဲ့ပေမဲ့တိုက်ဆက်မှာချူတာကိုပဲဥဆောင်လာစေခဲ့ပါတယ်။ကပိုးကလည်းလူရှင်းမှာပြန်ပါလာခဲ့ပေမဲ့ချက်ခိုင်မှုကြောင့်ပွဲထွက်ကစားခွင့်တော့မရသေးပါဘူး။တဘကပြင်သစ်ဒေါ်သား ားတို့ကလည်းအားကြမခံလူရှင်းပြောင်းလဲမလုပ်ပဲနဲ့ပြီးခဲ့တဲ့ပွဲတော်ကလူရှင်းကိုပဲ copy ကူးခဲ့ပါတယ်ပထမအကြော်မှာတော့အသာစီးကစားနိုင်ခဲ့တဲ့လူရှင်းဖြစ်လို့ဒုတိယအကြော်မှာလည်းဒီလူရှင်းနဲ့ပဲအဆင်ပြေမယ်လို့ထင်ခဲ့တာပါဒီပွဲကဘကိုးသင်းရဲ့အင်္ဂွင်းလဲဖြစ်နေတာကြောင့်ပထမကျောလာတစ်ဖက်သက်တော်မဆန်ခဲ့ပါဘူးဒါပေမဲ့တော်သားချက်ပေါက်တို့ဟာဘကိုးသင်းကိုကောင်းကောင်းဒုက္ခပေးနိုင်တဲ့အပြင်ဆိုတာတတ်သိပြသွားနိုင်ခဲ့ပါတယ်ဘောဂျင်ဆန်နေမနေလောက်မှာတော်သားတို့အဖွင့်ငွေဆက်ရသွားခဲ့ပြီးတော့ဒီကိုးဒန်ဘီလီကသွင်းယူသွားခဲ့တာဖြစ်ပါတယ်ဒီကိုးကဆိုရင်ဘကိုးသင်းရဲ့နောက်တန်းနဲ့ကိုသမားတို့ရဲ့အမားကနေလွတ်ထပ် ွားခဲ့တာဖြစ်ပါတယ်။ပွဲတိုင်းဒီပါခေါပောင်းရဲ့ပတ်သက်မှုတွေပြုလုပ်ထားပြီးတော့ကျန်းပြနေတဲ့မူဆာလာတယောက်လည်းဒီဘက်မှာပျောက်ကြီးဖြစ်နေခဲ့ရပါတယ်။ ဆလာပြောင်းနေပါလေဆိုပြီးတခြားလိုက်ရှာကြည့်လိုက်တော့မှမီနိုမန်ဒက်စ်ရဲ့အိတ်ကတ်ထဲကိုရောက်နေကြပါတယ်။မြန်သောမြန်တိုးလုတ်ကစားသမားတွေနဲ့တောသားချက်ပါတို့ရဲ့တိုက်ဆက်ရာဆိုရင်ပကိုးသေးရဲ့နောက်တန်းကိုကောင်းကောင်းကြီးဒုက္ခပေးသွားခဲ့ပါတယ်။နှစ်သိန်းစလုံးအခွင့်အရေးတွေကူစီရခဲ့ပြီးမယ်မိနစ်90ပြည့်တဲ့အထိသွင်းကိုတွေထပ်မမြင်ခဲ့ရတာကြောင့်ပနန်တီဆုံးဖြတ်တိရရှိသွားခဲ့ပါတယ်။အရင်ပွဲတော့ကအလီဖန်တယောက်လဲရှက်ဘောထမ်းသွားခဲ့ပြီးမယ်ဒီပွဲမှာတော့ပနန်တီကောင်းကောင်းကြီးဘောထမ်းသွားတာမျိုးမရှိခဲ့ပါဘူး။တကယ်တမ်းဒီပွဲမှာဘောထမ်းသွားခဲ့တာကတပတ်ကကိုသမားဒူနာရူမာဖြစ်နေပါတယ်။ဒူနာရူမာကမြန်တဲ့ကတဲ့ဂျုံတွေရဲ့ တာဒီနှလုံးစလုံးကိုခောက်ခဲ့ပြသွားခဲ့ပါတယ်။လွဲတာကတော့နှစ်ယောက်ဆိုပေမဲ့အရင်ဆုံးစလွဲခဲ့တဲ့ပိုင်းကုံကြီးကိုပဲအဆုံးကြီးဝိုင်းလောင်းနေပြီလည်းဖြစ်ပါတယ်။အဲဒီလိုနာမည်ပနန်တီမှာတော်သားတို့လည်း4-1နဲ့အနိုင်ယူပြီးတော့ဘကူသားတွေကိုဖြုတ်ချလိုက်နိုင်ခဲ့ပါတယ်။ဒီဘက်မှာရှုံးနေနေရတဲ့အပြင်အကြီးကကစားသမားချုပ်တရားရသွားခဲ့တာကဘကူအသင်းအတွက်လည်းမီးရေးနှက္ခံဖြစ်ခဲ့ရပါတယ်။အဲကြောင့်ဘကူအသင်းအနေနဲ့ဒါမဲ့ပတ်ကစားမဲ့ချွေးပလာဖိုင်နယ်မှာစိုးရိမ်မှုကောင်းလာခဲ့ပြီလည်းဖြစ်ပါတယ်။ Sony 级别的阿伦姆其实的马丁